အားလုံးပဲမင်္ဂလာပါခင်ဗျာဒီကနေ့မှာဆိုရင်တော့မောင်မှိုင်းညူချောင်းဦးရေးသားတဲ့ထူးဆန်းသောနတ်ဆရာမဆိုတဲ့ဇာတ်လမ်းလေးကို တင်ဆက်မျှဝေပေးသွားမှာဖြစ်ပါတယ်ခံစားနားဆင်ပေးကြပါဦးခင်ဗျာ လောကကြီးထဲမှာထူးခြားစမ်းကြဲတဲ့ပညာရပ်တွေရှိတယ်ဆိုတာကြားတာကြားဘူးခဲ့တယ်ကျမကိုတွေ့မြင်မြင်မကြုံခဲ့ရဘူးဘူးဒီလိုပဲမယုံနိုင်စရာကောင်းတော့အောင် အမခန့်အစမ်းတကြေဖြစ်ရသည်ဖြစ်ပစ်ခဲ့တယ်ဆိုတာလေရုပ်ချင်းဗီဒီယိုဇလန်းတွေထဲမှာဝတ္ထုတွေထဲမှာပဲကြီးခဲ့ဖတ်ခဲ့ရတယ်သူတို့ဘာပြောတာကိုတန်တော်နားထောင်မှတ်သားခဲ့ရတယ်ကိုတိုင်းနဖူးတွေဒူးတွေကျုံဘူးသလားဆိုတော့မကျုံခဲ့ဘူးဘူးကျမအသက်50ကျော်60နီးကားမှတစ်ချိန်တစ်ခါကျုံလိုက်ရတယ်ကျမအယံအံ့ဩသွားတယ်မယုံနိုင်အောင်လဲဖြစ်မိတယ် ဒါပေမဲ့မယုံလို့လည်းမဖြစ်ဘူးကျမကိုတို့ဖြစ်နေတယ်အဖြစ်အပျက်အကြောင်းရှင်းရာတွေကို ဘာတစ်ခုမှမသိတဲ့နတ်ဆရာမကသူ့စိတ်ထဲမှာပေါ်လာတာတွေခြာပြောနေတယ်နတ်ဟောနေတယ်နတ်ဆရာမဟောတာပြောတာတွေအားလုံးကလေအနိကာပြီသေးသေးချာချာကြီးချူပြောနေတဲ့အတိုင်းပဲကွဋ်တီကိုကြားလို့အဝေးကအရက်ဒေတာတစ်ခုမှဖြစ်ပြနေတဲ့အเจ้าယာတွေကို အခြားတစ်ပါအဝေးတနေရာမှာရှိတဲ့နတ်ဆရာမက ဘယ်လိုပညာရက်တွေနဲ့သိနိုင်တာလဲသိရတာလဲကျမစဉ်းစားလို့မရဘူးဘယ်လိုမှကိုစဉ်းစားလို့မရတာ နောက်ဆုံးတော့တကယ်ဖြစ်ရတည်းဟာစိတ်ကူးရင်ဇလန်းတွေထက်ပိုးပြီးစမ်းကြဲတယ်ဆိုတဲ့စကားကိုပဲကျမယုံကြည်လက်ခံလိုက်မိတယ်အဖြစ်ပြက်ကဘကိုးတိုင်းအခြေခြံဖြူးယွမှာဖြစ်ခဲ့တဲ့ပြဿနာတရက်ကနေစတင်လိုက်ချင်းဖြစ်တယ်အချုပ်ခန့်ဖောက်ပြီးတရက်ခန့်ထွက်ပြေးလို့တယ် ဖြူရဲစကန်တစ်ခုလုံးတုံးလို့ခြောက်ခြားသွားတယ်။မတုံးလို့မခြောက်ခြားလို့လည်းမရဘူး။တရက်ခန်းဆိုတာကရဲကိုအထိကဒုက္ခပေးတဲ့လူ။ရဲတရားပြုတ်ရင်ချစ်စဲကတရက်ခန်းကြောင့်ပဲ။ဒါကြောင့်လည်းချစ်လူကြီးတွေကမျိုးဆက်တဲ့ရဲတွေအတွက်စကားတစ်ခုခြံထားခဲ့တယ်။အဲ့ဒီစကားကတော့တရက်ခန်းသည်ငါအမေလင် မဟုတ်တဲ့အခုလေတရက်ခန်းထွက်ပြေးပြီဆိုတာနဲ့တောင်းဝင်းကြကင်းသားနဲ့ကင်းမှုအချုပ်ထဲရောက်တော့မယ် တနွေငင်းဒဇင်ပါဆိုသလိုတောင်းဝင်ရှိတဲ့တောင်းဝင်မှုစကမ်းမှုနဲ့မျိုးနယ်မှုပါအရေးယူခံရနိုင်တယ်။ပနားမစစ်ဆေးမှုတွေဌာနဆိုင်ရာဆုံးဆန်းစစ်ဆေးမှုတွေခံရမယ်။စစ်ဆေးမှုတွေပြည်လို့တောင်းဝင်ရှိကြောင်းပေါပေါလာခဲ့ရင် အပြစ်ပေးခံရမယ်။နှစ်တို့ချော်တာရာထူးကြတာလောက်ဆိုမထောင်းတာလှပြီးမယ်။အလုတ်ပြုတ်သွားရင်တော့မိသားစုတစုလုံးဘဝပြစ်ပြီ။ဒီကြတဲ့ထောင်းပါကြာသွားနိုင်သေးတယ်။ တောင်ဝင်ရှိသူတွေရဲ့မျက်နှာငယ်လေးတွေကိုကြည့်ပြီးရဲစခန်းတစ်ခုလုံးစိတ်မကောင်းဖြစ်ကြရတယ်။ထူးခြားတာက ထွက်ပြတဲ့တရက်ခန်းကကြားတရက်ခန်းမဟုတ်ဘူးမားတရက်ခန်းအမျိုးသမီးတရက်ခန်းနောက်ပြီးထွက်ပြတော့လေတရရုံတို့လိုစိတ်ယုံအချုပ်လိုပြင်ပကနေထွက်ပြတာမဟုတ်ဘူးအမျိုးသမီးရဲ့အချုပ်ခန်းကိုဖြစ်စေပြီးထွက်ပြတာဖြစ်နေတယ်ပိုးပြီးစိုးတာကမူရဲ့စေဝါအမှုကအမျိုးသမီးတရက်ခန်းဖြစ်နေတယ် နိုင်ငံတော်အစိုးရကိုတိုင်အမျိုးသားရေးတာဝန်တရက်အဖြစ်ခံယူပြီးစိတ်ဝင်စားရှိနေတဲ့အမှုအမျိုးအစားညအချိန်ချုပ်ခန်းဖောက်ပြီးတရက်ခန်းထွက်ပြတဲ့ကိစ္စက ထိန်ချန်ရှို့ဝဲထားလို့မရတဲ့ကိစ္စဖြစ်နေတာကြောင့်အထက်အစင်းစင်းကိုချက်ချင်းသတင်းရောက်သွားတယ်တရက်ခန်းကမူရဲ့စေဝါတရက်ခန်းအရေးကြီးတယ်ပြန်မမိလို့လုံးဝမဖြစ်ဘူးဘာအကြောင်းကြောင့်မှလုံးမနေစေရဘူးမမိမိအောင်ပြန်ဖမ်းရမယ် အထက်အရာရှိကြီးကအခင်းဖြစ်တဲ့ချုပ်ခန်းကိုချက်ချင်းလာပြီးဆက်စိတ်ညွန်ကြတယ်။ညွန်ကြချက်ရတာနဲ့တက်စကန်လုံးအဖွဲငယ်တွေခွဲပြီးလှုပ်ရှားကြရတယ်။တရက်ခန့်ဘယ်နှစ်ရက်လောက်ရောက်သွားပြီလဲဆိုတာသိဖို့ထွက်ပြေးတဲ့အချိန်ကိုသိဖို့လိုတယ်။ဒါကြောင့်မိမအချုပ်ခန်းကတန်းစီတရက်ခန့်မကိုဆက်ရတယ်။ဒီကိစ္စကိုတန်းစီမှမသိဘဲနေမှမဟုတ်ဘူးဆိုတာလေတွက်လို့ရတယ်။ဒါပေမဲ့တန်းစီမှကဘူးခံတယ် ဘာမှမသိပါဘူးလို့ညင်းနေမိမအချုပ်ခန်းကိုတံပြက်လွှာနဲ့တိုက်ဖြတ်တာဖြစ်လို့တံပြက်လွှာဘဲကရတာလဲဆိုတာစုံစမ်းစစ်ဆေးရတယ်ဒီတော့မှလွန်ခဲ့တဲ့နှစ်ရက်ကတရခမ်းမကိုယောက်ျားဧည့်သည်တယောက်လာတွေ့ပြီးလက်ဖိရည်နဲ့ဤကြာကွေးကိုကြွကြအိတ်ထဲထဲပေးတယ်ဆိုတာပေါ်လာတယ်ဤကြာကွေးအချောင်းလိုက်ဆိုရင်တံပြက်လွှာထဲနိုင်လို့ဂယုတဆိုင်စစ်ဆေးထပ်ပေးမယ်ဤကြာကွေးကိုထပ်ပိုင်းချိုးထားတယ် ဒါကြောင့်မဆက်ဆေးတော့ပဲလှော့ပေးလိုက်မိတယ်။ဒီတော့မှဤကြခွေအပိုင်းနဲ့တံပြက်မှာချိုးပြီးထဲပေးလိုက်တယ်ဆိုတာသိတော့တယ်။တရက်ခန့်ထွက်ပြေးသွားတဲ့အချိန်ကညအချိန်ဖြစ်လို့ခီးတဲ့တင်ကားတွေမရှိတော့ဘူး။ဖြူဘူတာကိုညလေလောက်ရောက်တဲ့ယထာနှစိမ့်နဲ့မနေ့လင်းအားကြီးချိန်ဝင်တဲ့ယထာတစီအဆုံးရောအဆံပါရှိပေမဲ့တရက်ခန့်မှာမှတ်ပုံတင် မပါတာကြောင့်စီးဖို့မဖြစ်နိုင်ဘူး။နောက်ပြီးဘူတာမှာရဲလုံးကျုံကြီးရှိနေတယ် သေပြေချင်းပြေပြေးရတော့မယ်တရက်ခန့်ကယထကိုဆောင်းပြီးစီမမဟုတ်ဘူးလို့လဲတွက်စားမိတယ်။အပြင်ကတစုံတယောက်နဲ့ချိတ်ဆဲပြီးခေါ်ထုတ်သွားတာဖြစ်နိုင်တယ်လို့သူ့ဘာသာဆိုင်ကဲကဲရီစိုက်ကားငှားပြီးလဲသွားနိုင်တယ်လို့တွက်စားတယ်။ဖြစ်နိုင်မဲ့ထွက်ပေါအားလုံးကိုအဖွဲတွေခွဲပြီးလိုက်ကြတယ်။မြောက်ဖက်ကဇေယဝရီတောင်ဖက်မှာရှိတဲ့ညောင်မင်းသားကညော့ကွင်းမျိုးတွေကိုလဲကားလန့်ပိတ်ဆိုပြီးခြားပွေကြဘူးအကြောင်းကြားထားတယ်။ အစွမ်းကုန်ကြိုးစားအထောက်ကြပြီမဲ့အခြေအနေကမကောင်းဘူးဖြစ်နေတယ်နေလေခင်အချိန်အထိထွက်ပြေးသွားတဲ့တရခမ်းမနဲ့ပတ်သက်ပြီးဘာသတင်းမှမရဘူးညနေ3နာရီလောက်မှလူတယောက်မျိုးနယ်ရဲတပ်ဖွဲ့မှုအိမ်ကိုရောက်လာတယ်သတင်းတစ်ခုပေးတယ်သတင်းကအချုပ်ခန်းဖောက်ပြီးထွက်ပြေးသွားတဲ့တရခမ်းနဲ့ပတ်သက်တဲ့သတင်းတော့မဟုတ်ဘူးနတ်ဆရာမတယောက်ရဲ့သတင်းဖြူးမြို့တောင်ပေအထွေကားလန်းရထလန်းအခြေဘက်မှာ ကရင်ရွာကြီးတရွာရှိတယ်။အဲ့ဒီကရင်ရွာကြီးမှာထူးဆန်းတဲ့နတ်ဆရာမတယောက်ရှိတယ်။နတ်ဟောတာအံ့ဩစရာကောင်းတော့အောင်မှန်တယ်ဆိုတဲ့သတင်းယုံသည်ဖြစ်စေမယုံသည်ဖြစ်စေသွားပြောင်းသွားပြီးမေးပါလို့လေသတင်းပေးသူက တိုက်တွန်းနေမြို့နယ်မှုအနေနဲ့ကလည်းအရှေ့အနေကကောက်ရွတ်တမြင်ကိုပဲဖြစ်ဖြစ်စွဲရတော့မဲ့အရှေ့အနေဘာပဲဖြစ်ဖြစ်သွားကြည့်သင့်တယ်လို့တွေးလိုက်တယ်။ကရင်နတ်ဆရာမနေတဲ့ ွာလိပ်စားနဲ့တီနီယာကိုသေးသေးချာချာမှတ်သားတယ်ပြီးတော့နတ်တွေဘေးရင်နဲ့ပတ်သက်လာရင်မိမတွေကမေးတဲ့မြန်းတတ်တယ်အတွေ့အကြုံရှိတယ်ပြောတတ်ဆိုတတ်တယ်ဒါကြောင့်အမျိုးသမီးတွေကခေါ်တဲ့နဲ့လူတချို့ပါ ခေါ်သွားဖို့စဉ်းစားလိုက်မိတယ်ကျမခင်မွန်းတဲ့ကဖြူရဲ့တက်ဖွဲ့မှာဒုတိယမျိုးနယ်မှုပါ သူက CRO လို့ခေါ်တဲ့မှုခင်းမှတ်တမ်းဌာနစိတ်ကိုတောင်းဝင်ယူထားရတယ်ဒါကြောင့်ကန်းကောင်းသွားတယ်လို့ပြောရမယ် အုတ်ချိုရဲကသူ့နဲ့မဆိုင်တော့အချုပ်တရခံထွက်ပြေးတာသူ့နဲ့မပတ်သက်တော့ဘူးလွတ်တိန်ဒါပေမဲ့ကိုယ့်ရဲ့လှုပ်ဖို့ကင်ဘက်တီကိုယ့်ရဲ့မိသားစုဝင်တွေဒုက္ခရောက်နေတာဆိုတော့သူ့ရောကျမပါစိတ်မကောင်းကြဘူးထိထိခိုက်ခိုက်ခံစားရတယ်ဒီအချိန်မှပဲမြို့နယ်မှုကတော့ကျမစီကိုရောက်လာတယ်ဆရာမကြီးတွားစရာလေးရှိလို့ခဏလောက်လိုက်ခဲ့ပေးပါဦးကျမကအเจ้าဆရာတယောက်မဟုတ် အလုံးကဆရာမလိုပဲခေါ်ကြတယ်။ကျမလည်းဘာမှမေးမနေတော့ဘူး။မြို့နယ်မှုကတော်ခေါ်ရလိုက်သွားခဲ့တယ်။ရဲစခန်းချေကွက်လက်မှာလင်းယိုပါရဲကားပြားတစ်စီးရပ်ထားတယ်။ခေါင်းကန်းထဲမှာမြို့နယ်မှုထိုင်းနေပြီးကားမောင်းသူ တက်ဖွဲ့ဝင်လဲရောက်နေတယ်။လင်းယိုပါနောက်ခန်းမှာခက်စာရေးကြီးကတော်တယောက်ထဲထိုင်းနေတယ်။ကျမနဲ့မြို့နယ်မှုကတော်လဲနောက်ခန်းမှာပဲတက်ထိုင်လိုက်ကြတယ်။ကျမတို့နေရာယူပြီးတာနဲ့ကားစာထွက်တယ် ကားကရဲစခန်းကထွက်ပြီးရန်ကုန်မန္တလေးလမ်းမကြီးအတိုင်းမြို့ရဲ့တောင်ဘက်ကိုမောင်းလာခဲ့တယ်။ဖြူမြော်အထွက်သုံးလေးဖာလုံးလုံးနာနဲ့အချစ်ပဲလမ်းခွဲအတိုင်းကိုယ်ဝင်သွားတယ်။9မိနစ်10မိနစ်လောက်အကြာမှာရွာလေးတရွာလေးကိုဝင်မိတယ်။ကားကချမ်းကြီးတချမ်းထဲမှာဝင်သွားတယ်။ဒါနတ်ဆရာမှနေတဲ့အိမ်ပဲ။မြို့နယ်မှုက ကားပေါ်ကဆင်းပြီးကျမတို့ကိုပြောတယ်။ကျမတို့အားလုံးကားပေါ်ကဆင်းလိုက်ကြတယ်။ရွာကကရင်ရွာကြီးတရွာပါ။ ျမတို့ဝင်လိုက်တဲ့အိမ်ကလည်းကရင်အိမ်ပါပဲဝဖို့ဝါကြီးတွေကိုအိမ်တိုင်းလုံးပြီးတိုင်းလုံးဝါကြီးသုံးပြီးစောက်ထားတယ်ရမဆင်အခင်ထုတ်လျောက်ဒိုင်းများအမှုအကာအားလုံးဝါနေပဲလှုပ်ထားတယ်ကျတော့ဝါကြီးတွေကို ခွဲစိပြီးအခင်ခင်းထားတယ်အမှုကလည်းဝလုံးတွေကိုထချမ်းခွဲအတွင်းကဝဆက်တွေကိုချင်းပြီးပိတ်လက်တချမ်းမှောက်လျက်တချမ်းစီစီးသွားတယ်မိုးလုံးပြီးရေစင်မြောင်းနေပါချီလို့သွမိုးနဲ့တောင်တူးနေတယ် အိမ်ဆောင်ပုံကိုစိတ်ဝင်စားလို့မေးကြည့်တော့တန်တချောင်းမှာမတော့မှုဆိုတဲ့အကြောင်းပြောပြတယ်။တန်ရိုက်ရမယ့်နေရာကို အပေါက်ဖောက်ပြီးဝက်ဆုဒါမှမဟုတ်တက်သားဆိုရိုက်ထားတာတဲ့။ဝါအိမ်ဆိုမဲ့အိမ်ကကျဲတယ်။တောင်းတောင်းတင်းတင်းခိုင်ခိုင်မာမာလေးရှိတယ်။အေကန်ကောင်းရင်ခက်မြင့်မြင့်နေရာမှာဖျားစင်ရှိနေပြီးဖျားစင်ရဲ့အောက်ဖက်မှာကြတော့နတ်ယောအချို့နဲ့နတ်ပွဲထိုးထားတဲ့အုံပွဲငပြောပွဲတွေစီချထားတယ်။ခေါင်းရင်ပဲခက်ကြကြမှာ အသားဖြူဖြူအရမြင့်မြင့်ပိမ့်ပိမ့်ပါပါကရင်ဖတ်တိကြီးနဲ့ဖြူဖြူဝဝခန့်ခန့်ကရင်အမိုးကြီးတို့ထိုင်နေတယ်ကျွန်တော်ရဲတပ်ဖွဲ့ကမျိုးနယ်မှုပါညကဖြူအချုပ်ခန်းဖောက်ပြီးအမျိုးသမီးတရက်ခန်းတယောက်ထွက်ပြေးသွားပါတယ်အဲ့ဒါပြန်ဖမ်းမိခြင်းလို့အမိုးရဲ့ပညာနဲ့ကူညီပါဦးမျိုးနယ်မှုကနတ်ဆရာမကို ပြောလိုက်တယ်နတ်ဆရာမဟာခေါင်းတဆက်ဆက်ညှိပြီးနားထောင်နေရပါတယ်ထွက်ပြေးသွားတဲ့တရက်ခန်းရဲ့ အင်ဂျီအဝက်စာရှိပါသလားအဲ့ဒီလိုမေးမြန်းနေဟုတ်ကဲ့ရှိပါတယ်ဒါဆိုရင်အင်ဂျီစာနည်းနည်းလောက်လိုချင်တယ်လက်ကင်ဘွားအရွယ်လောက်ပေါ့ဟုတ်ကဲ့ရပါတယ်ကားနဲ့ပြန် ယူခိုင်းလိုက်ပါမယ်နေအောင်အရေးကြီးတာကြံနေသေးတယ်ကြည့်ဦးနှလုံးနဲ့မွေးငါး90သားဟင်းရီဟင်းပတ်အစုံလင်းလိုတယ်ကြည့်ဦးကလည်းအစိမ့်တော့လိုအပ်တာတွေယူဆောင်မှုကားမောင်းသူနဲ့ခက်စားရေးကြတော့ကိုရဲစကန်ပြန်လှောက်လိုက်တယ် နိုင်ဝက်ခန့်တာတာလောက်မှာကားကပြန်ရောက်လာတယ်။မြို့နယ်မှုကနတ်ဆရာမအတောင်းနဲ့ပစ္စည်းအလုံးကိုပေးလိုက်တယ်။နတ်ဆရာမဟာတက်တကလတ်ခုံလေးတစ်ခုပေါ်ကို ထွက်ပြေးသွားတဲ့တရခမ်းမရဲ့အင်ဂျီစားကိုဖြန်းခင်းပြီးအပေါ်ကနေကြည့်ဦးနှလုံးစလုံးတင်းလိုက်တယ်။အောက်ကဝါကြံကင်းမညညာတာချောင်းရော ကလတ်ခုံရဲ့တက်တမျက်နှာပြင်တင်းမာနေတာချောင်းရောကြည့်ဦးနှလုံးကဟိုးလိမ့်ဒီလိမ့်နဲ့လိမ့်ကြနေတယ်။အချိန်နဲ့နဲ့ကြာအောင် စိတ်ကြေလက်ရှိတင်းလိုက်မှငြိမ်းသွားတယ်။နတ်ဆရာမကစလုံးကြီးတစ်လုံးနဲ့ကိုမွေးငှားတယ်အကုန်လုံးသွန်ထဲလိုက်တယ်။နောက်ပြီးကြည့်ဦးတင်းထားတဲ့ကလတ်ခုံးနဲ့မွေးငှားစလုံးကိုနတ်ပွဲပြင်းထားတဲ့အချိန်မှာချလိုက်တယ်။အားလုံးပြင်ဆင်ပြီးတာနဲ့နတ်ဆရာမဟာဖျားစင်ပဲလျှောက်ရှိ အာယုံပြုတ်တယ်။ဖျားအာယုံပြုတ်ပြီးတော့နတ်ပွဲတွေရှိမှပစက်တုပ်ထိုင်းပြီးပစက်ကတတော်တော်ရွက်ဆိုနေတယ်။ခရင်ပါသားစကားနဲ့ရွက်ဆိုတယ်ဆိုတာတော့ ကျမသိနေမိတယ်။ဒါပေမဲ့ဘာတွေပြောနေမှန်းတော့နားမလည်ဘူး။သူတို့ကိုယ်ကိုယ်ယုံကြည်တဲ့ကရင်တတ်ကိုပူဇော်ပသပြီးအကူအညီတောင်းခံနေတယ်လို့ပဲတွေးမိတယ်။တော်တော်လေးကြာတော့နတ်ဆရာမက ကျမတို့ဘက်ကိုလှဲ့လာတယ်။အဲ့ဒီအချိန်မှာသူ့မျက်နှာဟာစောစောတုန်းကလိုပြုံးရွှင်ရဲမောနေတဲ့အသွင်ပြင်ဟန်ပန်းတွေလုံးဝမရှိတော့ဘူး။ပယောကတစုံတရာဒါမှမဟုတ်သူတို့ရဲ့ကရင်နဲ့ပုကတ်ဝင်လာတဲ့ပုံစံမျိုးဖြစ်နေတယ်။ သူကမွင်းကစလုံးကြီးကိုခက်ကြမ်းကြမ်းဆွဲယူလိုက်တယ်။ပြီးတော့သူ့လက်ကြီးတွေနဲ့ဟင်းရီဟင်းဘတ်တွေကို အာရပါရနဲပြီးပလုတ်ပလောင် စားတော့တာပဲ။မွင်းကဟင်းရီတွေက သူ့လက်ကြားတွေကနေတဆက်ဆက်ရိုးစေးပြီးကြားနေတယ်။နတ်ဆရာမရဲ့အပြုမှုတွေကိုကြည့်ပြီးတခြားသူတွေတော့ဘယ်လိုခံစားနေရမလဲမသိဘူး။ကျမရဲ့စိတ်ထဲမှာတော့ရင်တုံပန်းတုံဖြစ်ပြီးတမျိုးကြီးခံစားနေရတယ်။ကြောက်တယ်လို့လို့ထိတ်တယ်လို့လို့လည်းဖြစ်နေမိတယ်။ တော်တော်လေးကြာတော့မွေးင်္ဂါတွေအားလုံးကုန်းသွားတယ်အဲ့ဒီနောက်မှာထူးထူးဆန်းဆန်းဖြစ်ရတဲ့ကို ကျမမြင်တွေ့ရတော့တာပဲနတ်ဆရာမဟာကျေဥနှလုံးတင်းထားတဲ့တသခုံကလပ်ကိုဘဲလက်နဲ့ဆွေးကနေကောက်ယူလိုက်တယ်စောစောတုန်းကဟိုးလိမ့်ဒီလိမ့်လိမ့်ပြီးတဖြုတ်ဖြုတ်ကြားနေလို့စိတ်ချလက်ချတင်းခဲ့ရတဲ့ကျေဥနှလုံးဟာပြုတ်မကြဘဲလုံးဝငြိမ့်နေတယ်ကလပ်ပေါ်မှာကိုယ်နဲ့ကတ်ထားတဲ့အတိုင်းကိုဖြစ်နေခဲ့တာကျမကတော့ကျေဥနှလုံးစလုံး ကလပ်ပေါ်ကနေပြုတ်ကြလာမဲပဲထင်းမိတယ်အသက်ချိုးတောင်မေးပြီးမျက်တောင်မခတ်တမ်းကြီးနေမိတယ်နတ်ဆရာမဟာကြည့်ဦးတင်ထားတဲ့ကလပ်ကိုဂိုင်းထားယုံနဲ့အားမရပဲလေးထဲမှာဟိုးဒီဒီဝေးရန်နေလိုက်သေးတယ်ကြည့်ဦးတွေပြုတ်ကြမလာတာကိုကြည့်ပြီးကျမအယံကိုအံ့ဩမိတယ်နောက်တစ်ခါနတ်ဆရာမကသူ့ရဲ့ညာလက်နဲ့နတ်ဆက်ထားတဲ့ဓားရှည်ကိုလှမ်းယူပြန်တယ်ပြီးတော့ကြည့်ဦးတင်ထားတဲ့ကလပ်ကိုဓားနဲ့ခုတ်ဟန်ပြုတ်တယ် လေထဲမှာခုတ်ပြနေတယ်။တစ်ချက်ပြည့်တစ်ချက်ဇက်တိုင်ဇက်တိုင်လေထဲမှာဓာတ်နဲ့ခုတ်ပြရင်ပါဇက်ကလည်းတတော်တော်နဲ့ပြောနေတယ်။အထိပ္ပယ်နားမလဲပေမဲ့ကျင်းဝအောငေါ့နေတယ်ဆိုတော့ထင်းထင်းချာချာပေါ်လွင်နေတယ်။တော်တော်လေးကြတော့နတ်ဆရာမဟာကလတ်ကိုဝါကြံခင်းပေါ်ချတယ်။နတ်ဆဲထားတဲ့ကတော်ပွဲတွေကရှီကင်တစ်ခုကိုယူပြီးရှီမြန်အနေငယ်ဆွဲထုတ်လိုက်တယ်။ရှီမြန်ရဲ့အစတစ်ဖက်နဲ့ကလတ်လက်ကင်ကိုရှီနှောင်းတယ်။ ခြေပြည်တာနဲ့ခြေမြန်ကျိုးကိုလက်ကကင်ပြီးကလပ်ကိုဝါကြံကင်းပေါ်တရွတ်တိုက်ဆွဲသွားတယ်။ဒီတခါတော့နတ်ဆရာမဟာမဖြစ်နိုင်တဲ့အလုပ်ကိုလုပ်ပြတာလို့ပဲကျမတွေးလိုက်တယ်။ဒီလုပ်ရက်ဟာလူသားတယောက်အနေနဲ့ဘယ်လိုမှလုပ်လို့မရတဲ့ကိစ္စမဖြစ်နိုင်တဲ့ကိစ္စပါ။တသက်ကလပ်ခုံဟာမညင်ညာတဲ့ဝါကြံကင်းပေါ်မှာတချောင်းချောင်းခုံပြီးဆွဲတဲ့နောက်ကိုပါသွားတယ်။ဘယ်လိုဆွဲဆွဲဘယ်လောက်ဆွဲဆွဲ ကလပ်ပေါ်တင်းထားတဲ့ကြေဥတွေပြုံးမကြဘူးတကိုးရှင်တပားရဲ့အကူအညီရဲ့စောင့်ချောင်မပါပဲဘယ်လိုလုပ်မှမလုပ်နိုင်ဘူးလို့ကျမထင်နေနတ်ဆရာမကတော့ကလပ်ကိုကျန်းကင်းပေါ်မှာတစ်ခေါက်ပြီးတစ်ခေါက်တစ်ခေါက်ပြီးတစ်ခေါက်အခေါက်ခေါက်အခါခါဆွဲပြနေတယ်ဒီကြေဥနှလုံးကိုယူသွားတစ်လုံးကိုတရခန်အမျိုးသမီးအချုပ်ခန်းကနေထွက်သွားတဲ့အချိန်မှာအရင်ဥဆုံးခြေချတဲ့နေရာကိုတွင်းတူပြီးမြုပ်ရမယ်ကျန်းတဲ့တစ်လုံးကိုတရခမ်းမရဲ့အင်ဂျီစားနဲ့ရက်ပတ် တရခမ်းမရဲ့နာမည်ကိုခေါ်ပြီးချက်ချင်းပြန်လာခဲ့လို့အမိန်ပေးရမယ်။နတ်ဆရာမရဲ့အစီရင်ကိုရတာနဲ့ကျမတို့အားလုံးဖြူကိုပြန်လာခဲ့ကြတယ်။ဖြူအချုပ်ခန်းကိုသွားအချုပ်ခန်းအဖောက်ခံရတဲ့နေရာရဲ့အပြင်ဘက်တာမန်တလင်းမှာကျင်းလေတူပြီးကြည့်ဦးတလုံးကိုမြုပ်တယ်။ကျန်းတဲ့ကြည့်ဦးတလုံးကိုတရခမ်းမရဲ့အင်ဂျီစားနဲ့ပတ်ပြီးဟဲ့တန်တန်အေးပြန်လာခဲ့နော် ပြန်လာခဲ့မြန်မြန်ပြန်လာခဲ့လို့ မြို့နယ်မှုကတော်ကချော်ပြောတယ်အစီရန်အတိုင်းလှုပ်ပြီးသွားတော့နတ်ဇယမစီကို ပြန်သွားကြတယ်ခိုင်းနေအတိုင်းလှုပ်ပြီးသွားတဲ့အကြောင်းပြောတယ်မှားနေတယ်မြို့နယ်မှုကတော်ပြောတာ လေးတန်းပြောအလွန်းနေတယ်ချော်မပြောရဘူးမန်းနဲ့ထန်းနဲ့ပြောတန်းတန်းအေးအခုလာခဲ့ချစ်ချင်းလာခဲ့လို့အမိန်ပေးရမယ်အခုချစ်ချင်းပြန်လို့ပြီးတာနဲ့ပြန်လာခဲ့အောင်ကျမတို့အားလုံးဖြူကိုတစ်ခေါက်ပြန်သွားပြီးနတ်ဇယမခိုင်းနေအတိုင်း အတိအကျပြန်လောက်ကြရတယ်ပြီးတာနဲ့နတ်ဇယမစီကိုပြန်လာတယ်ထွက်ပြေးသွားတဲ့တရခမ်းမဟာမာတလုံးတဲ့နဲ့မြို့ကိုထွက်ပြေးသွားတာဖြစ်တယ်မာတလုံးတဲ့နဲ့မြို့ကမုံမြို့ဟေးအခုမုံမှာပဲခြေသေးတယ်ချစ်ချင်းသွားပြီးဖမ်းကြကရင်နဲ့ဝင်ပူးနေတဲ့နတ်ဇယမရဲ့ဟောကိန်းပါဒီဟောကိန်းဖြစ်နိုင်တယ်လို့သုံးသပ်မိကြတယ်ဘာကြောင့်လဲဆိုတော့တန်းတန်းအိတ်ကိုဆေးကြောက်တွေနဲ့ဖြူးနယ်ထဲမှာဖမ်းမိခဲ့တယ် ဆက်ဆေးလိုက်တော့ဆေးကြောက်တွေယူလာတဲ့နေရာက မုံမြူကမုံမြူမှာရှိတဲ့အိမ်တိန်ကဝဲလာတယ်လို့ထွက်ဆိုတာနဲ့အဲ့ဒီအိမ်ကိုသွားပြီးခြားခဲ့ရသေးတယ်မုံမြူကစစ်တောင်းပြေအချစ်ပဲကမ်းမှာရှိတဲ့မြို့ကလေးဘကိုးတိုင်းကြောက်ကြီးမြို့နယ်တဲကဒါပေမဲ့စစ်တောင်းပြေအနောက်ဖက်ကမ်းကဖြူးမြို့နယ်နဲ့လမ်းပန်းစစ်သွဲရေးကောင်းမွန်တာကြောင့်အသွာအလာအဆက်ဆံပိုးများတယ်မြို့နယ်မှုရဲ့အစီအစဉ်နဲ့တရက်ခန့်အမျိုးသမီးကိုဖမ်းမှု မုံမြို့ကိုအဖွဲတစ်ဖွဲချက်ချင်းလွှတ်လိုက်တယ်။အဲ့ဒီအဖွဲကဖြူအချေပဲကိုမိုင်အကွာမှာရှိတယ်။အုတ်ဖြတ်ရွာကြီးအထိ ကားနဲ့သွားရတယ်။အုတ်ဖြတ်ကနေမှဆက်လေးစီးပြီးစက်တောင်းမြက်ကိုဖြတ်ရတယ်။ဒီတော့မှမုံကို ရောက်တယ်။မုံမြို့တွေကတရက်ခါမှတန်းတန်းအေးနဲ့အဆက်အသွယ်ရှိတဲ့အိမ်ကိုဝိုင်းပြီးခြားတယ်။လက်မတင်လေးလောသွားခဲ့တယ်။မင်းအစောကြီးမှအိမ်ကိုရောက်လာတယ်။သူ့အမှုကအာမခံရပြီးလွတ်လာတာလို့ပြောပါတယ်။ ဆရာတို့မရောက်ခင်တနားရီလောက်ကမှအိမ်ကနေပြန်ထွက်သွားပါတယ်ဘဲသွားမယ်ဆိုတော့မသိရပါဘူးအိမ်ချင်းရဲ့ပြောစကားကြောင့်တရက်ခန့်ထွက်သွားနိုင်တဲ့လမ်းကြောင်းကိုပြန်ပြီးစဉ်းစားရတယ်လမ်းကြောင်းကနှစ်ခုပဲရှိတယ်တလမ်းကမုံကြောက်ကြီးကားလမ်းအတိုင်းကြောက်ကြီးမြို့ကိုထွက်တယ်လမ်းနောက်တလမ်းကစစ်တောင်းမြက်ကိုပြန်ကူးပြီးဖြူမြို့နယ်တဲ့ပြန်ဝင်တဲ့လမ်းမုံကြောက်ကြီးလမ်းကသွားလို့မရဘူးဒီလမ်းတစ်ချောင်းမှာ လက်နဲ့ကိုင်းတောင်းချမ်းသူတွေရှိတယ်။စစ်တပ်ရင်တန်းတောင်သတိကြီးကြီးထားပြီးတနတ်တွေအစင်းသင်းကိုင်းပြီးသွားနေရတဲ့လမ်းမကြာခဏတိုက်ပွဲဖြစ်နေတဲ့လမ်းကြောက်ကြီးမျိုးနယ်တွေကဝန်ထမ်းနေဆိုရင်မုံကနေကြောက်ကြီးသွားတာပဲဖြစ်ဖြစ်ကြောက်ကြီးကနေမုံကိုသွားတာပဲဖြစ်ဖြစ်အဲ့ဒီလမ်းကမသွားရဘူး၁၂မိုင်လောက်ပဲရှိတဲ့အဲ့ဒီလမ်းကိုချောင်းပြီးမိုင်90လောက်ဝေးတယ်မုံအုပ်ဖြတ်ဖြူပဲနွယ်ကုန်းကွင်းချောင်းဝါနတ်တန်ကွင်းကြောက်ကြီးလမ်းအတိုင်း လျှက်အဆင့်ဆင့်ကားအဆင့်ဆင့်စီးပြီးသွားကြတယ်တရခမ်းမကမုံကြောင်ကြီးလမ်းအတိုင်းအမှန်တကယ်ထွက်ပြေးသွားတယ်ဆိုရင်တောင်ဒီရဲအင်အားလေးနဲ့ရဲတိုင်းဖယ်လေးနဲ့လိုက်လို့လုံးဝမဖြစ်ဘူးဓာနဲ့ပဲဖန်းစည်းရဲ့အဖွဲဟာတက်ခေါပြီးဖြူကိုပြန်လာခဲ့ကြရတယ်အားလုံးအညာခံလိုက်ရတာပဲတရခမ်းမကဘဲမှထွက်မသွားခဲ့ဘူးရဲတွေလာတာကြိုးသိနေလို့အိမ်နောက်ဘေးကကိုင်းတော်ကြီးထဲမှာဝင်းပြီးပုန်းနေတာ ဒါဆိုရင်ကျွန်တော်တို့မုံကိုနောက်တစ်ခေါက်ထပ်သွားရမလားနတ်ဇယမရဲ့စကားကိုမျိုးနယ်မှုက ပြန်မေးလိုက်တယ်တရခမ်းမကအခုမုံကနေထွက်သွားနေတယ်ညနေပိုင်းမှာကားကြီးနှလုံးနဲ့ကြောက်ကြီးမျိုးကိုရောက်လိမ့်မယ်စကားမများနဲ့ခုချချင်းထခုချချင်းလိုက်သွားမြို့ဝင်တရားကစောင့်နေကြစပိန်နေဖြတ်ထားတယ်ခြားတို့ဥထုတ်စောင်းထားတယ်အင်းကြီးအနေရောက်ဝက်စင်ထားတယ်သွားကြသွားကြ အခုချက်ချင်းလိုက်သွားကြတစုံတူပူးဝင်နေတဲ့နတ်ဆရာမကဥကောင်းကိုတဆက်ဆက်နှိမ်ပြီးပြောတယ်။သွားကြသွားကြအခုချက်ချင်းပဲလိုက်သွားကြလို့ထက်ခါထက်ခါပြောနေတယ်။မြို့နယ်မှုဟာဖြူကိုချက်ချင်းပြန်ပြီးဖန်းစည်းရဲ့အဖွဲအတွက်ကားတစ်စီးစီစဉ်ပေးတယ်။ပြီးတော့ကြောက်ကြီးမြို့ကိုဆေးလွှတ်လိုက်တယ်။ဖန်းစည်းရဲ့အဖွဲကကားကြီးနှလုံးနဲ့မြို့လို့နတ်ဆရာမဟောတယ်။ကြောက်ကြီးမြို့ကိုသွားတာဖြစ်တယ်။ ဖြူကနေရန်ကုန်မန္တလေးကားလမ်းမကြီးအတိုင်းတောင်းဘက်မိုင်၃၀လောက်အကွာမှာပဲနွယ်ကုန်းမြို့ရှိတယ်။ပဲနွယ်ကုန်းကကြောက်တကမြို့နယ်အပိုင်းပဲနွယ်ကုန်းကနေအချစ်ပဲလမ်းခွဲအတိုင်း၉မိုင်လောက်သွားရင်ကွင်းချောင်းဝစစ်တောင်းမြေရဲ့အနောက်ဖက်ကန်ကွင်းချောင်းဝကနေအချစ်ပဲကန်နတ်တန်ကွင်းကိုကူးရတယ်။ကွင်းချောင်းဝနဲ့နတ်တန်ကွင်းကိုစစ်တောင်းမြေဖြတ်ရာရည်တန်ပေါင်းတရာထိုးထားတယ်။ကားသွားလို့ရတယ်။နတ်တန်ကွင်းကနေအချစ်ပဲ ကိုမိုင်၁၀မိုင်လောက်ဆက်သွားတော့မှကြောက်ကြီးမြို့ကိုရောက်တယ်။ခကြီးကတကွေ့တပတ်သွားနေရတယ်။နောက်ပြီးလမ်းတွေကမကောင်းဘူး။ဒီကြတဲ့လမ်းမှာတရားလုံးကြုံကြီးမြို့လုံးကြုံကြီးကင်းစကန့်နေရှိတယ်။အဝင်အထွက်အဆက်ဆက်ခန်းရတယ်။အ ਨੇ ဆုံးတော့တောင်းဝင်းနဲ့ခကြီးသွားနေရတဲ့အကြောင်းစကားအဆမီပြောရအောင်မေ။တရခမ်းမကဘုံကြောက်ကြီး၁၂မိုင်လမ်းကိုခြေချင်း၆လာခဲ့ရတဲ့အတွက်မနာပဲသွားရင်တောင်း၄နာရီလောက်၆ရမယ်။ နတ်ဆရာမဟောတဲ့အတိုင်းဆိုရင်တရက်ခမ်းမှကြောက်ကြီးမျိုးတဲ့ဝင်းမဲ့အချိန်ကညနေ3နာရီလောက်လို့ခမ်းမန်းရတယ်။ဖန်းစည်းရဲ့အဖွဲသွားတဲ့ခီးကခီးချေပေးမယ်။ကားနဲ့ဖြစ်လို့တရက်ခမ်းမတဲ့အရင်ကြောက်ကြီးမျိုးကိုရောက်မှဖြစ်တယ်။ဘယ်လိုပဲဖြစ်ဖြစ်ဖန်းစည်းရဲ့အဖွဲကြောက်ကြီးမျိုးကိုချော့ချော့မောမောနဲ့အချိန်မီရောက်ပြီးတရက်ခမ်းမကိုလွယ်လင်းတကူဖမ်းမိပါစေလို့ကျမတို့အားလုံးစူတောင်းနေကြရတယ်။မင်္ဂလာသတင်းပါပဲ။ညနေ၄နာရီလောက်မှာ မြို့နယ်မှုစီကို ဖုံးဝင်လာတယ်။ဖုံးဆက်တာကဖန်းစည်းရဲ့အဖွဲခေါင်းဆောင်ဖြစ်တဲ့ဒူးရဲဦးကလေးပါ။တရက်ခမ်းမှတန်တန်အေးကိုဖန်းစည်းရမိပါပြီမြို့နယ်မှုခမညာမြို့နယ်မှုမှားကြလိုက်တဲ့အတိုင်းပါပဲ။တရက်ခမ်းမှတန်တန်အေးဟာသပင်းခြေတွေကိုဖျက်ပြီးခိုးဝဲသပင်းအဖြစ်ပုံစံပြောင်းထားပါတယ်။နောက်ပြီးအနီရောင်အင်ဂျင်နဲ့ခြားထုတ်ဥထုတ်ကိုလည်းဝက်စင်ထားပါတယ်မြို့နယ်မှုခမညာ။ကဲဒီလောက်ဆိုရင်ထူးဆန်းသောနတ်ဆရာမလို့ ကျမပြောတာကိုယုံမိထင်ပါတယ်လောကကြီးထဲမှာထူးခြားစမ်းကြတဲ့ပညာရက်တွေရှိတယ်ဆိုတာလေလက်ခံနိုင်ပြီလို့ထင်ပါတယ်နတ်ဆရာမဟာနိုင်ငံကျော်အောင်နာမည်ကြီးပြီထင်ရှားတဲ့နဟောသူမဟုတ်ဘူးဒါပေမဲ့သူပြတဲ့အစည်းအဝေးကအကောင်အကျဘာမှမရှိပဲထိရောက်မှုရှိတယ်ဆိုတာကျမအကိုတွေ့မြင်မြင်ပါ သူ့ရဲ့ဟောကိန်းတွေကလည်းတကယ့်ကိုကိုတိကြားနေတယ်တွေးထွက်အောင်မှန်းတယ်လို့ပြောနိုင်တယ်ရဲတပ်ဖွဲ့ဝင်တွေက အချုပ်ဖောက်ထွက်ပြေးသွားတဲ့တရက်ခန့်ဘဲကိုသွားနိုင်တယ်လို့အမျိုးမျိုးစဉ်းစားနေရတဲ့အချိန်မှာမာတလုံးနဲ့မုံမြုပ်ကိုထွက်သွားတယ်လို့ဟောကိန်ထုတ်တယ်။ဖန်းစီရဲ့အဖွဲ လိုက်သွားတော့လေတရက်ခန့်တန်းတန်းရဲ့တယောက်အမှန်တကယ်မုံမြုပ်ကိုရောက်လာတယ်ဆိုတာသိရတယ်။လာတော့လာတယ်။လွန်ခဲ့တဲ့တနအီလောက်ကပဲပြန်ထွက်သွားပြီဆိုတဲ့အိမ်ချင်းမရဲ့စကားကြောင့်ဖန်းစီရဲ့အဖွဲ ပြန်လာခဲ့ရတယ်။အလိန်ခံလိုက်ရတာ ိမ်နောက်ဖက်ကကိုင်းတော်ကြီးတမပုံးတရာလို့နတ်ဆရာမကထတ်ဟောတယ်။နောက်ပိုင်းတန်တန်အေးကိုဖမ်းမိလို့ဆက်စစ်တဲ့အခါမှလေအဲ့ဒီအချင်းကအိမ်နောက်ဖေးကိုင်းတော်ကြီးတမပုံးအောင် နေခဲ့ရကြောင်းတန်တန်အေးကိုယ်တိုင်ဝန်ခံခဲ့တယ်။နောက်ဆုံးအချိန်နတ်ဆရာမရဲ့ဟောကိန်းတွေကိုလည်းပြန်ပြီးလေးလာကြည့်ပါဦး။မုန်းကနေကားကြီးနှလုံးနဲ့မြို့ကြောင်ကြီးမြို့ကိုသွားနေပြီ။ညနေပိုင်းမှာမြို့ကို ဝင်မယ်။မြို့အဝင်တရားကဆောင် အားလုံးနတ်ဆရာမဟောတဲ့ပြောတဲ့အတိုင်းကြီးပါပဲအားလုံးဟာနတ်ဆရာမဟောတဲ့ပြောတဲ့အတိုင်းကြီးပါပဲကြံသေးတယ်တရားခံမဟာသပင်ကိုဖျက်ပြီးရုပ်ဖြစ်ထားတယ်အင်းကြီးအနီဝဲပြီးခြားတော့ဥထုပ်စောင်းထားတယ်လို့လည်းဟောခဲ့တယ်ကြောက်ကြည့်မျိုးအဝင်တရားမှာ ချို့ဝဲစောင်းတိုင်းနေကြတယ်ဖန်းစည်းရေးအဖွဲဟာညနေ3နာရီလောက်မှာအမျိုးသမီးတယောက်လာနာတာကို တွေးလိုက်ရတယ်အဲ့ဒီအမျိုးသမီးက အနေရောင်အင်ဂျီဝစ်စင်ထားပြီးခြားတို့ဥထုပ်တလုံးကိုစောင်းထားတယ်။ဖန်းစည်းရဲ့အဖွဲကအနီကို ရောက်လာတဲ့အချိန်မှာဝိုင်းဝန်းပိတ်ဆိုပြီးဖမ်းဆီးလိုက်တယ်။ကျမရိုးရိုးသားသားခြားပွေ စားတောင်းတဲ့လူပါ။ကောင်းကောင်းမွန်မွန်နဲ့နေထိုင်ပါလေ။ချင်းတို့ကျမကိုဘာကြောင့်ဖမ်းရတာလဲ။လူမှားပြီးဖမ်းတာမို့လား။အဲ့ဒီလိုတရခန်တန်းတန်းအေးကဟန်ဆောင်လိန်လဲဖို့ကြိုးစားတယ်။သူရုပ်ပြထားတာကိုဘယ်သူမှ မသိနိုင်ဘူးဆိုတဲ့အတွေ့နဲ့ လှဲစားချောင်းထွက်ဖို့ကြံစီတယ်။ဒါပေမဲ့ဖန်းစီရဲ့အဖွဲကိုလိမ့်လေလှဲစားလို့မရခဲ့ဘူး။နတ်ဆီယာမရဲ့ကြိုးတင်ဟောကင်းချောင်းရော့ရဲအချုပ်ခန်းထဲမှာအမှုရင်ဆိုင်နေတော့ငါတန်းတန်းအေးကိုသိနေတဲ့ရဲတပ်ဖွဲ့ဝင်ချောင်းမှာသူ့ရဲ့ရုပ်ပြလိမ့်လေမှုကအရာမရောက်ဖဲဖြစ်သွားခဲ့တယ်။နတ်ဆီယာမဟာတရက်ခန်းမတန်တန်းအေးသပင်ဖြတ်ထားတာအင်းကြီးအနေအောင်ဝှက်ထားတာခြားတော့ဥထုဆောင်းထားတာ မုံကိုသွားတာကြောက်ကြီးကိုသွားတာစားတယ်စားတယ်အကြောင်းအရာဖြစ်ပျက်တွေကိုဘာကြောင့်သိမြင်နေရတာလဲကျမစဉ်းစားလို့မရဘူးအဝေးကအယက်သေးတာတခုမှ ဖြစ်ပျက်နေတဲ့အကြောင်းအရာတွေကိုအခြားအယက်တပါအဝေးတနေရာမှာရှိနေတဲ့နတ်ဆရာမကဘာကြောင့်သိနိုင်တာလဲဘယ်လိုပညာရပ်တွေနဲ့သိတာလဲကျမဘယ်လိုမှစဉ်းစားလို့မရဘူးဘယ်လိုပဲဖြစ်ဖြစ် ထူးဆန်းသောနတ်ဆရာမတယောက်ကို ကျမကိုယ်တိုင်ဆုံတွေ့ခဲ့ဘူးတယ်ဆိုတဲ့အကြောင်းနဲ့တကယ်ဖြစ်ရတဲ့ဟာစိတ်ကူးရင်ဇလန်းနေတဲ့ပိုးပြီးစမ်းကြတယ်ဆိုတဲ့စကားကိုအားလုံးယုံကြည်လက်ခံစေချင်ပါတယ်။မူရဲ့စေဝါမှုတရားခံတန်တန်းအေးအမျိုးသမီးရဲ့အချုပ်ခန်းကိုတံပြက်လွှားနဲ့ဖျားပြီးထွက်ပြေးသွားတဲ့ကိစ္စမှာတန်းစီလုတဲ့အမျိုးသမီးတရားခန်းကအချုပ်ခန်းဖောက်တဲ့ကိစ္စနဲ့ပတ်သက်ပြီးသူ့လုံးဝမသိပါဘူးလို့ထွက်ဆိုခဲ့တယ်။အမှန်ကတန်တန်းအေးဟာ တန်းစီကိုငကတ်တရံပေးပြီးစီယုံခဲ့ခြင်းဖြစ်တယ်။တန်းတန်းအေးကငကတ်ယူဆောင်လာခွင့်မရှိတဲ့ချုပ်ခန်းတဲ့ကိုငကတ်တရံချုပ်ဝဲယူခဲ့တယ်။အဲ့ဒီငကတ်ကိုတန်းစီကို ပေးခဲ့တယ်။တန်းတန်းအေးကိုဖမ်းမိတာနဲ့အဲ့ဒီအဖြစ်ပြအလုံးပေါပေါသွားခဲ့တယ်။တန်းစီဟာတန်းတန်းအေးစီကသူ့လက်ခံရယူထားပြီးအချုပ်ခန်းကျန်းကင်းတက်တောင်းမှာဖွဲ့သိမ်းထားတဲ့ငကတ်ကိုထုတ်ပေးခဲ့ရတယ်။စစ်စစ်ကြည့်လိုက်တော့ အဲ့ဒီငကဟာချူရဲစိငကအတူကြီးဖြစ်နေပါတဲ့တန်တန်အေကိုတန်ပြလှပေးသူကိုလည်းဖောထုတ်နှိုင်းခဲ့တယ်သူကတော့လဖက်ရည်အချိုးနဲ့ဤကြကွေပါစေလာပြတဲ့အမျိုးသားပဲဖြစ်တယ်အချုပ်ခန်းလုံးကျုံကြီးတောင်းဝင်းယူနေရသူရဲတပ်ဖွဲ့ဝင်းနေကတော့တရက်ခန်းထွက်ပြေးတာမသိတဲ့အပြစ်အချုပ်ခန်းဖောက်နေတာကိုမသိတဲ့အပြစ်တန်ပြလှအချုပ်ခန်းနဲ့ရောက်လာတာကိုမသိတဲ့အပြစ်ငကအချုပ်ခန်းနဲ့ဖွဲ့ယူလာတာကိုမသိတဲ့အပြစ် တောင်းဝင်လေဟင် ပေါ့ရတဲ့အပြစ်တွေနဲ့အရေးယူ အပြစ်ပေးခံခဲ့ရတယ်လို့နောက်ဆက်တွဲအဖြစ်သိရှိခဲ့ရပါကြောင်းတင်ပြအပ်ပါတယ်ဇလန်းလေးကတော့ဒီမှာပဲပြီးဆုံးသွားပါပြီအဆုံးထိနားဆင်ပေးတဲ့အတွက်အားလုံးကိုကျေးဇူးတင်ပါတယ်ခင်ဗျာ